မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ5ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ပလတ်ဝမြို့နယ်အတွင်းတည်ရှိနေနိုင်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့တည်နေရနဲ့ AA ရဲ့ရုံးဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စီယုံကညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AAC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသကိုပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပြီးတဲ့နောက် အော်တိုဘားလနောက်မိုင်းအတွင်ပြုလုပ်တဲ့နေပြည်တော်စီရုံးရဲ့ရခိုင်ဒေသဆိုင်ရာစစ်ဘက်အထူးအစည်းအဝေးမှာအခုလိုညွှန်ကြားလာခြင်းဖြစ်တယ်လို့သိရပါတယ်။အခုနဲ့ဩဂတ်စ်လ30ရက်နေ့က AAC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြန်နိုင်ကမောင်တော်ကရိုဟင်ဂျာများနဲ့တွေ့ဆုံခဲ့ပြီးတော့ရခိုင်ပြည်မှာ၎င်းရောက်ရှိနေမှုကိုတပ်ပုံများနဲ့တော့ထုတ်ပြန်ခဲ့ရာစစ်တပ်က၎င်းရဲ့တီနီယာနဲ့ အေရဲ့ရုံးဌာနချုပ်နေရာကိုစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ဒါအပြင်ရခိုင်ဒေသမှာရှိတဲ့လက်လွတ်ဆုံးရှုံးထားတဲ့နေမြေများကိုပြန်လည်သိမ်းပိုင်နိုင်ရေးအတွက်စီမံချက်များကိုစစ်ခွေးတပ်ကရွေးဆွဲနေပြီးတော့ကြီးရေလေပူးပေါင်းပြီးတော့အဲ့ဒီထိုးစစ်များကိုလည်း ဆောင်ရွက်ရရှိနေတယ်လို့သိရပါတယ်။ဒါအပြင်ရခိုင်ဒေသမှာစစ်ခွဲတပ်ရဲ့ပြည်သူ့စစ်မဟာဗျူဟာကိုအရှိန်အဟုန်နဲ့ပြန်လည်အကောင့်ထဲပေါ်နိုင်ရေးနဲ့နိုင်ငံရေးစိုးမိုးမှုပြန်လည်ရရှိနိုင်ရေးအတွက်စစ်တပ်ကိုထောက်ခံတဲ့ရခိုင်နိုင်ငံရေးသမားများစစ်တပ်နဲ့အဆင်ပြေနေတဲ့ရခိုင်လက်နက်ကိုင်များစစ်တပ်လိုလားတဲ့ရခိုင်စည်းဝါးရေးသမားများထံကနေပြီးတော့အကြံဉာဏ်များရယူရန်နဲ့ပူးပေါင်းဆောင်ရွက်ကြရန်ကိုလည်းစီမံချက်ချပြီးတော့ဆောင်ရွက်နေကြကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းကိုကိုကျောမြို့မှာလက်ရှိ ဝင်းကြီးချုပ်ရာထူးရယူထားသူစစ်ဖွဲ့ပါတီရဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ညိုစောကိုမဲပေးရန်ဆိုပြီးတော့ညိုစောရဲ့သားသမီးပိုင်ကုမ္ပဏီများကဝန်ထမ်းများကိုလစာအဖြစ်နေစားစေးရဲ့ငိမ့်နဲ့ကိုကိုကျွန်းကိုယာယီတောင်းရွှေ့နေထိုင်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကိုကိုကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်အမတ်နေရာအတွားကျောက်ဖို့ပါတီကိုစားပြုညိုစောနဲ့ပြည်သူ့ရှေ့ဆောင်ပါတီကဝင်းကျော်သူတို့ကနှစ်ဦးနဲ့ရှင်ပြန်ရမှာဖြစ်တော့လေညိုစောရဲ့သားသမီးတွေပိုင်ဆိုင်တဲ့ကုမ္ပဏီများကဝန်ထမ်းများကို ယာယီကိုကိုကျွန်းကိုပြောင်းရွှေ့ခိုင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပြောင်းရွှေ့တဲ့ကုမ္ပဏီဝန်ထမ်းများကိုလည်းနေစားစေးရဲ့ငင်းလောက်ခလာစာအပြည့်နဲ့ မုံဘိုး၅ဒိမ့်မှာအပူပေးတယ်လို့ပြောပါတယ်။ကိုကိုကျောင်းကိုယာယီပြောင်းရွှေ့သူများဟာအဲ့ဒီမြို့နယ်မှာရိုးစောကိုမဲပေးရန်ပြောင်းရွှေ့မဲစင်းရှောက်ထားမှုကိုလည်းကုမ္ပဏီဘက်ကအပီးစီလှုပ်ဆောင်ပေးတယ်လို့သိရပါတယ်။မျိုးစောမှာတန့်ညိုစော၊တင့်ညိုစောနဲ့ဆင့်ညိုစောဆိုတဲ့တာသမီ၃ဦးရှိပြီးတော့တမီးတန့်ညိုစောကဒေါက်တာဇွဲမန်အောင်နဲ့အိမ်ဆောင်ကြပြီးညိုစောရဲ့စီးပွားရေးလုပ်ငန်းများအားလုံးကိုဦးစီးလုပ်ကင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ 哥哥叫我睡了噶，我说，老大睡没？熬夜，公司噶为难你吧的，那边到 APS 店噶，公司为难你了吧的，哥哥嘛没事，不要抱着，啥啥快呢。 မဲဘေးဘီရလက်ထွက်လာပြီးရင်ပြန်ခေါ်မယ်ပေါ့နေသားစီငင်းလာစားအပြင်မိုးဘိုးတော်ငါးသိန်းထပ်ပေးသေးတယ်မိသားစုပါလာရင်လည်းမိသားစုဝင်တအုပ်ကိုငါးသိန်းထပ်ပေးတယ်လို့ပြောင်းရွှေ့ရမှာပါဝင်ခဲ့တဲ့ကုမ္ပဏီဝန်ထမ်းတအုပ်ကပြောပြခဲ့ပါတယ်ညိုစောဟာအော်တိုဘားလ25ရက်နေ့ကဝင်းကြီးချုပ်ရာဒူးနဲ့ကိုကိုကျွန်းကိုတွားရောက်ပြီးမဲဆွယ်စည်းရုံးမှုများလှုပ်ဆောင်ခဲ့တော်လဲဝန်ထမ်းများက၎င်းကိုမဲမပေးမှာကိုစိုးရိမ်ပူပန်နေတယ်လို့ပြောပါတယ်ဒါကြောင့်ဝန်ထမ်းများရဲ့ဘဝကိုကိုကျွန်းမြို့နယ်ကပြည်သူများနဲ့မိသားစုများရဲ့ဘဝများကို သူသားလေးမြင့်တင်ပေးနိုင်မယ်လို့ပြောဆိုက၎င်းကိုမဲပေးကြရန်မဲဆွယ်စည်းရုံးခဲ့တယ်လို့သိရပါဗျ။ညိုစောဆိုတဲ့ကောင်ဟာစစ်တပ်မှာဗိုလ်ချုပ်ကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်ကအကြမ်းဖက်မင်းအောင်လိုင်းကအကြံပေးအဖြစ်နဲ့ခန့်အပ်ခဲ့ပြီးတော့တန်းရွှေခင့်မှာလည်းတန်းရွှေရဲ့စိတ်ချယုံကြည်အားကိုးရတဲ့တပည့်ရင်းတအုပ်ဖြစ်ခဲ့တယ်လို့စစ်တပ်သတင်းရင်းမြစ်များကပြောပါတယ်။ညိုစောဟာ2020ခုနှစ်မှာစစ်ထောက်ချုပ်အဖြစ်နဲ့အနားယူခဲ့ပြီးတော့စစ်ခွေးတိုက်ရဲ့အရင်အင်အားစရင်းကိုတွင်းခံခဲ့ရတယ်လို့သိရပါတယ်။စစ်တပ်ကတော့အပတ်စဉ်23ကြောင်းစင်းညိုစောဟာ မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC ဥက္ကဋ္ဌအင်ဝဘန်ဥက္ကဋ္ဌမင်းအောင်လိုင်းရဲ့အကြံပေးစတဲ့ယာတူပေါင်းများစွာကိုရယူခဲ့တဲ့အပြင်တက်မတော်နီးပညာတက်စသော DSDA ရဲ့ចောင်းអុកជីစစ်တက်ကသူចောင်းអុកជីတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူအလေးပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူစစ်တော်ချုပ်စတဲ့ယာတူတာဝန်များအဆင့်ဆင့်ထမ်းဆောင်ခဲ့ကအထောက်ဝေစားများစွာကြားထဲမှာဘာဟာဇာရဖြစ်အောင် ဘောမှပြီးတော့နေထိုင်တဲ့သူအဖြစ်နဲ့နာမည်ကြီးကစစ်ကောင်းဆောင်တန်းရွှေကအထူးသဘောကျခဲ့သူဖြစ်တယ်လို့သိရပါတယ်။အချမ်းမစစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကအာနာသိန်းစစ်ကောင်းဆောင်ဖြစ်လာတဲ့အချိန်မှာလဲတန်းရွှေရဲ့ဒပယ်ရင်ညိုစောကိုပြန်လဲအသုံးပြုပြီးတော့အငိမ့်စားအဖြစ်နဲ့တတ်မှတ်နိုင်တဲ့အရန်အင်အားထိုင်ကုန်မှာထိုင်နေရသည့်တိုင်ညိုစောဟာရာလူတော်ဝင်များစွာကိုပေးအပ်ခြင်းခံရကနောက်ဆုံးမှာတော့ဝင်းကြီးတုပ်အဖြစ်နဲ့မင်းအောင်လိုင်ကခန့်အပ်ခဲ့ပြန်တယ်လို့သိရပါတယ်။ညိုစောဟာယနေ့အချိန်ထိစစ်ကောင်းဆောင်ဟောင်းတန်းရွှေနဲ့မိသားစုဝင်များထံကို 阿米尔啊，文化新的味道，但是也落吃牛肉，老公啊，一定要记得在内，平时别内些拍照，这样是不的哦。 နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကကြောက်စဲတက္ကသိုလ်မှာအဝေးတင်တက်ရောက်မဲ့ကျောင်းသူတွေမြန်မာဝစ်စုံဝေးမလာရင်ကျောင်းထဲကိုဝင်ခွင့်မပေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျောက်စဲတက္ကသိုလ်မှာအခု November လအတွင်းမှာအဖွင့်လှစ်မယ်။အဝေးတင်အနီးကပ်သင်တန်းတွေမှာကျောင်းသူတွေအနေနဲ့မြန်မာဝစ်စုံတစ်မျိုးတည်းကိုသာဝစ်ဆင်ကြဖို့နဲ့အခြားဝစ်စုံတွေဝေးလာရင်ကျောင်းထဲကိုဝင်ခွင့်မပေးဖို့တက္ကသိုလ်ကနေစီကံထုတ်ပြန်ထားကြောင်းကျောင်းသူတွေကပြောပါရတယ်။အခုမှဖြစ်သွားတာပါ အရင်အတုတ်တွေတော့ကဘောင်းမီဝစ်လို့ရသေးတယ်ဒီနေ့သွားတာဘောင်းမီအပွားနဲ့အင်းကြီးလက်ရှိတော်မှပေးမဝင်ဘူးတဲ့ပြန်လဲခိုင်းတာလို့ကျောင်းသူတို့ကပြောပြန်ထားပါတယ်ပြီးခဲ့တဲ့အဝိသင်အနီးကတင်တန်းတချို့မှကျောင်းသူတို့ကနောက်ကွဲအင်းကြီးနဲ့ TikTok ဆော့ခဲ့တာကြောင့်ကန့်တက်လိုက်တာဖြစ်နိုင်တယ်လို့ကျောင်းသူတွေကပြောပါတယ်အခုလိုမျိုးမြန်မာဝစ်ဆောင်သားဝစ်ဖို့ကန့်တက်လိုက်တာကြောင့်ကျောင်းသူအများစုဟာအခက်အခဲဖြစ်နေကြတယ်လို့ပြောပါတယ်။မင်းကလေး၁၀ယောက်မှ၁၀ယောက်လောက်ကမြန်မာဝစ်ဆောင်တိတ်ပါခဲ့ကြတာမဟုတ်ဘူး။ဘောင်းမီရှိစကတ်ရှိဝစ်လို့ရတယ်ဆိုလို့၄-၅စုံလောက်ပဲပါလာတာစာမ မွဲဖြစ်တဲ့အချိန်ပဲမြမဝိဆုဝိဖို့ကန့်တတ်ထင်ထားတာပဲလို့အခြားကြောင်းသူတို့ကရှင်းပြထားပါတယ်စစ်ခွေးတွေအာနာသိပြီးတဲ့နောက်စစ်တပ်ထိန်းချုပ်မှုအောက်မှာစာမတင်ကြဖို့တိုက်တွန်းထားတာတွေရှိခဲ့ပေမဲ့ယခုခါမှာတော့ဒေသတချို့ကတက္ကသိုလ်တွေမှာကြောင်းတက်တဲ့သူတွေပြန်လည်များပြားလာတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်တချို့ကလည်းစစ်မှုထမ်းရှောင်ဖို့အတွက်ကြောင်းပြန်တက်လိုက်ရတဲ့သူတွေလည်းရှိတယ်လို့ကြောင်းသူကြောင်းသားတွေကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့မှာစိတ်ခွေးတိုက်ရဲ့လှည့်ကင်းကစစ်သားရဲနဲ့ပြူစောထီးတွေကစိတ်ခွန်ကြီးရွာကအသက်25နှစ်အရွယ်အမျိုးသမီးတဦးအပါဝင်ဇွေးဝဲလာတဲ့ခီးသွားပြီးသူအမျိုးသားအမျိုးသမီး10ဦးကျော်ကိုတားဆီးဆစ်ဆင်းပြီးတော့တယောက်ကိုငွေကျပ်300နဲ့ ရေချင်းပြီးရွေးခိုင်းကပတ်စံနဲ့မရွေးနိုင်တဲ့သူတွေကိုရဲစခန်းနဲ့ထောင်အချုပ်ဆောင်တို့ကိုပို့ဆောင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းမှာစိတ်ခွန်ရွာကအသက်25နှစ်အရွယ်အမျိုးသမီးတအုပ်နဲ့အတော်ဖြစ်သူတို့ဟာရွှေဘိုကနေဈေးဝယ်ပြီးတော့ပြန်လာတဲ့အချိန်စိတ်ခွေးလက်ကင်းနဲ့တွေ့ပြီးတော့ဖမ်းဆီးခံရကငွေနဲ့နေချင်းပြီးရွေးခိုင်းလို့သိန်းတရာနဲ့ပြန်လဲရွေးယူခဲ့ရတယ်လို့သိရပါတယ်။သူတို့ကကားနှက်ဆီးနဲ့ဘဲညာရထားပြီးတော့လူတွေကကားနဲ့ကွဲချုံမေတစ်ပင်နေနဲ့ ပုံကွယ်ပြီးတော့သူတို့နားရောက်မှရက်ဆိုပြီးတော့တားဆီးတာစစ်ဆေးစရာရှိလို့ဆိုပြီးတော့ဖုန်းဆက်တယ်ဖုန်းထဲက VPN ပဲတွေ့တာကျွန်တော်ဘာမှမတွေ့ဘူး VPN တွေ့တာနဲ့စကန်လိုက်ခဲ့မလိုက်ခဲ့ရင်အေကိုဖုန်းဆက်နှစ်နာရီအတွင်းမှာငွေချက်သိန်းတရာနဲ့လာရွေးနှစ်နာရီကျော်လုံးမှလာမရွေးရင်ရဲစခန်းပို့မှာဆိုပြီးတော့ချင်းချောက်ပြောဆိုပြီးအေကိုဖုန်းဆက်ခိုင်းပါတယ်အိမ်ကငွေလာပြီးမှပြန်လှုပ်ပေးတာလို့ ငွေပေးလို့ပြန်လွတ်လာတဲ့မိသားစုဝင်နဲ့နီးစပ်သူကပြန်လည်ပြောပြထားပါရယ်ရွှေဘုံမြို့မှာစစ်တပ်ရဲ့စစ်ခွေးလက်ကင်းတွေကအော်တိုဘာလကနေနိုဝင်ဘာလဇန်အထိဈေးဝယ်ပြီးပြန်လာတဲ့ခီးသွားအမျိုးသားအမျိုးသမီးအယောက်30ကျော်ကိုဖမ်းဆီးပြီးတော့ပတ်စံပေးနိုင်တဲ့သူ10ဦးခန့်ကိုလွတ်ပေးတာပတ်စံမပေးနိုင်တဲ့အယောက်20ကျော်ကိုတော့အပြစ်မရှိအပြစ်ရှာပြီးတော့မတရားပုံမှန်တွေနဲ့အောက်တန်းကြကြဖမ်းဆီးထားကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအင်းစိန်မြို့နယ်မှာကထိန်တစောင်းတိုင်းမိထွန်းမွဲနဲ့ဈေးပွဲတော်တွေမှာရန်ဖြစ်မှုခိုးဆိုးလူရမှုနဲ့ဘူးရဲတောင်းကျန်းသူလူငယ်များကိုအမှုဖွင့်အရေးမယူဘဲစစ်ဘုရန်အဖြစ်နဲ့စူဆောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်းစိန်မြို့နယ်အရှိချိုကုန်းရက်ကွက်ဥက္ကဋ္ဌစောဝင်းလွင်ကအရှိချိုကုန်းမှာကထိန်လဲ့လဲပွဲတစောင်းတိုင်းမိထွန်းပွဲများအတွင်းမှာရန်ကားသူဘူးရဲရန်ဖြစ်နဲ့ခိုးဆိုးလူရသူလူငယ်များကိုရဲစခန်းကိုမပို့တော့ဘဲနဲ့စစ်ဘုရန်အဖြစ်သက်ဆိုင်ရာတပ်နယ်များထံကို ဒိုက်ရိုက်ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။အရှိကြိုးကုန်းမှာကကထိန်မှာမူးကြယူးကြရင်းနဲ့ရန်ဖြစ်တဲ့လူငယ်တချို့ဒဇောင်းတိုင်းသခိုးကြီးညမှာရန်ဖြစ်တဲ့လူငယ်တချို့ကိုပါဖမ်းပါတယ်။ရဲစခန်းမပို့ပါဘူး။တခါတည်းစစ်မှုထမ်းစုဆောင်ရေးတပ်ကိုတန်းပို့လိုက်တယ်။အဲ့ဒီလိုပို့တဲ့အတွက်ပုံမှန်စစ်မှုထမ်းအတွက်ပေးနေရတဲ့လူငယ်တွေအစားအစားတို့ပို့လိုက်တယ်လို့သိရပါတယ်။ အခုတော့တိရတလောက်ကလေးဦးအဖမ်းခံရပြီးတော့စစ်မှုထမ်းနဲ့ပုတ်ခံလိုက်ရတယ်လို့အရှိဂျိုးကောင်ကဖမ်းဆီးခံရတဲ့လူငယ်တအုပ်ရဲ့ဆွေမျိုးဖြစ်သူကပြန်လည်ပြောပြထားပါတယ်။ဒါအပြင်အင်းစိန်မျိုးနဲ့ကန်းနာအလေရက်ကွက်မှာဘုတ်ကထိန်နဲ့ချင်းပွဲစတေရှိုးပွဲများပျော်ပွဲရှင်ပွဲများပြုလုပ်ပေးခဲ့ပြီးတော့အဲ့ဒီပျော်ပွဲရှင်ပွဲကာလအတွင်းမှာမူးယူးနေတဲ့လူငယ်များရန်ဖြစ်တဲ့လူငယ်များကိုကန်းနာအလေရက်ကွက်အုပ်ချုပ်ရေးမှုချစ်ဆန်ယာယီမှုဗိုလ်ကြီးလူမိုက်ကျင်ဟော တမ်းမင်းလက်တယ်တပည့်နောင်နောင်တို့ကစစ်မှုတန်းအဖြစ်နဲ့စူးစမ်းသွားတယ်လို့သိရပါတယ်ဒါအပြင်ပွဲတွေထဲမှာလည်းဘာပြစ်မှုမှမကျွလွန်မင်းနဲ့ပွဲစဉ်လျှောက်လာတဲ့လူငယ်တချို့ကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ပွဲကိုလာတဲ့လူငယ်တွေရောရန်ဖြစ်တဲ့လူငယ်တွေရောအုပ်ကြီးတွေကကားတွေနဲ့ဆွဲဆွဲတင်သွားတာပွဲတော်ရက်ကသူတို့အတွက်စစ်မှုထမ်းလူစုဖို့အခွင့်အရေးလို့ဖြစ်နေပါတယ်ကားတွေနဲ့တတုပ်ပြီးတတုပ်သူတို့လူတွေလာရှာတာမြင်နေရတယ်လို့အင်းစိန်မြို့နယ်ကမ်းနားအလဲရက်ကော ရက်ကွက်နေပြီးသူတချို့ကပြန်လည်ပြောပြထားပါရယ်အချမ်းမစစ်ခွေးတက်ကအခုနိုဗ ెంబ ာအတွင်းမှာစစ်မှုတန်းအပတ်စဉ်16ကိုဖွင့်လှစ်မှာဖြစ်ပြီးတော့အဲ့ဒီစစ်မှုတန်းအပတ်စဉ်16အတွက်စစ်မှုတန်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများရန်ကုန်မြို့မှာစတင်ပြီးတော့စုဆောင်နေပြီးဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ